ားလုံးပဲမင်္ဂလာပါရှင်။ဆရာမမိုးမိုးအင်းလျာရေရွှေတကုံကိုမြင်လျင်ဆိုတဲ့စာအုပ်ကလေးရဲ့နောက်ဆုံးပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။သူ့ဆရာအုံနောက်ချောင်းသားဒီဆိုတော့မောင်အေးကောင်းကလည်းကြောင်းနေနေ။နေရပူလာတော့အုံနောက်တွေကလည်းအကြီးပြောလူလူဖြစ်လာ၏။ရုံးမမဥရဟိုသွားလာနေကြသော လူတွေကိုကြည့်ပြီးတော့လေရင်ထဲမှာရှုပ်ထွေးနောက်ကြည့်လာ၏။နမဘောကြည်လိုက်ပြန်တော့လေလူတွေကားတွေရှုပ်ထွေးလျက်ဘယ်နေရာကြည်လိုက်ကြည်လိုက် လူတွေတီရေးကြီးတုတ်ပြသွားလာနေဒီကိုသာတွေ့နေရလေသည်ဦးရှိအောင်မရှိတော့မောင်အေးတယောက်ထဲတယ်လီဖုန်းသားမှာထိုင်နေရ၏မိလာသမ ्या ကိုဖြေချရသည်နှစ်ပင်မောင်အေးကောင်းထဲမှာအတန်တွင်မိလာသလိုခံစားရသည် သူဆရာကိုကိုကျင်းစာမိ၏ဒီကြားတဲ့ဆရာကတော်ကသူ့ကိုဖုံးဆက်၍ခိုင်းစေကရှိသေးသည်ဘယ်စီရှာပြပါဦးညနေဝင်ခဲ့ပါဦးဒရိုက်ဘာမလာလို့ကားမောင်းတတ်တဲ့လူတယောက်ရှာပြီးပို့ပေးပါဦး စသဖြင့်အရာရာကိုမောင်အီအီတာဝန်ကြီးကဟူအမှတ်ယူနေပုံရလေ၏နောက်ဆုံးတော့သူဆရာကငပလီကို အနာယူရန်သွားရမည်ဖြစ်၍လက်မှတ်ဝတ်ပေးပါဟူခိုင်းလေသည်တိန်သားလုံးသွားမှလားဟူမောင်အီကမေးသည်ဆရာဝန်ကတယောက်တည်းအေးစစ်စစ်နေရင်ကောင်းမယ်ပြောတယ်မင်းဆရာဖော်ရအောင်မင်းလိုက်သွားပါလားဟူဆရာကတော့ကပြောသည်ကျွန်တော်အိမ်မှာတိုင်မြင်ကြည့်အောင်မယ်ဟူမောင်အီကပြန်ပြောသည်အင်းလူတွေနဲ့ဝေးတဲ့နေရာသွားချင်နေရတဲ့အတော်ပဲဟူမောင်အေးစဉ်းစားနေလေသည် သို့တော်ဒီချိန်ဆိုလျင်ငပလီမာလူတွေများနေရောမြည်သူဆရာအတွက်အနားယူရမည့်နေရာကိုသူစဉ်းစားနေသည်ရဟုံမျိုးပေါ်မှာတော့ဘလို့မှနေလို့မဖြစ်ရွှေတကုံဖျားပေါ်ပရိသွားစိတ်နေလင်းလဲလူတွေတွေ့ရအောင်မြည်ပန်းချံမှာလဲလူတွေပြင်းနေသည်အင်းအကံမှာလဲလူတွေရှိ၏တောင်ကြီးတို့မင်းမျိုးတို့သွားနေရရင်ကောဒီနေရာတွေမှာလဲဒီချိန်ဆိုလျင်လူတွေစီကားနေမှာပဲမျိုးပေါ်နေလူသန်းသာအချို့မြေရာတီကိုအေးသောမျိုးတွေမှာတွားရောက်ဖြုံးတီးကြမြည် စိတ်ငြိမ်အေးချမ်းတဲ့တော်ရလေးတူရမှသွားနေရရင်ကောင်းမှာပဲဟူမောင်အေးတွေးမိ၏တော်မနေလို့ဆင်းရတာတမျိုးရန်ဟုံးမနေလို့ဆင်းရတာတမျိုးတော်မကမှအသက်ရှူလို့ဝါသေးတယ်ဟူစဉ်းစားနေ၏မြို့ပေါ်မှာနေတော့လဲအသက်ပြီးနေနေတာပါပဲကားတိုက်မှာကြောက်ရတိုက်ပြူမှာကြောက်ရနေတော်ကလူတယောက်မြို့ပေါ်ရောက်လာပြီးခေါက်ဆဲစားပြီးအထွတ်မှာတိုက်ပြူကြလို့ပွဲချင်းပြီးတည်တယ်ဘတ်စကားပေါ်မွေပေါက်ခံရတဲ့သူကရှိသေးတယ်မလွယ်ပါဘူး ဆရာသမားမရှိတော့မောင်အေးရုံမှာစောစောလက်ခဲ့ဤသူဆရာနေလိုက်တော့ဘူးကိစ္စအင်ကိုပြောရအောင်မြည်ရောက်လျာမှာဘက်ထရီအဟောင်းလေးတွေဝယ်ခဲ့ပါမြည်ဟိုဂရီခံရပြီတော့မြည်အင်ရောက်တော့စိတ်မကောင်းစရာသတင်းတစ်ခုကြားရသည်နင်းညာကဘေးအင်ကကလေးလေးတယောက်ဆုံးသွားသည်တယ်ကလေးကကိုပူယုံသားရှိသည်မို့စိတ်တိုက်ပြီးတိတ်ထားလိုက်သည်ဆိုဤညကြမှာကလေးကကိုအပူချိန်ကြည့်ပြီးတက်သည်ရုတ်တရက်မှုမြည်တော့မှမလုပ်တတ်မကိုင်းတကြား ညာကြီးအချိန်မတော်စီယုံခေါ်သွားဖို့ကလည်းမလွဲတသည်များမှတ်သည်များပြုစုတော်လည်းမရပြီချက်စပွဲကလေးငယ်လေးစုံသွားရရှာ၏ရဲကြီးရွာကြီးဆိုတော့အလုံးဝိုင်းဝန်းကူညီရသည် ကလေးငယ်ကငါးနှစ်သားခန့်ရှိပြီတူလီသောသားငယ်လေးလည်းဖြစ်သည်မို့မိဘများကကောင်းကောင်းမွန်မွန်တကြိုချင်းသည်သို့တော်ငွေကမတက်နိုင်ကလေးအတွက်ခေါင်းလှလာလေးတလုံးတော်ဝယ်ပြီးလှလာပါပါပူဆောင်လို့သည်ခေါင်းသောဝယ်တာတော့ဟုတ်ပါပြီဘာနဲ့တည်မလဲ အရထက်ကလူတွေကပြော၏ယထာနဲ့တရင်ကောဗျာလူတယောက်ကအကြံပေးသည်လူတွေကအတင်ခံမလားကွာကဲဒီလိုဆိုလဲဘာတက်နိုင်မလဲပြင်ဝယ်ပြီးကိုယ့်ဘာသာကိုပဲဆက်ပေါ်ကလေးဒီအတွာဖခင်ကိုတိုင်းခေါင်းဆက်ရလိမ့်ဤမျိုးစင်ကြီးဘုံမှာနေရသည်ကလည်းတိတ်တော်မလွယ်လားလူနေမှုအစင်တန်းကအဆဆအယယနှိမ့်ကြသည်တောမှာနေရသည်ကမှပြက်ပြက်သားသားတန်တန်ရှင်းရှင်းရှိအောင်မည်မျိုးနှစ်ဤသည်တထိပ်ရက်ကွက်က နေပြောသလားမြို့ရငိုင်းဆင်းရဲသားရက်ွက်စုကဆုတ်ပြတ်ခေါင်းပါလာ၏နေရပူပြန်းလာလေးလေးသဲရီဖုန်တွေကတိတ်တိထူထလာလေးလေးပြီးတော့အခက်ဆုံးကရေပြဒနာဒါကြောင့်လဲရေကြီးအားမျက်နှာဟူသည့်စကားပေါ်ခဲ့ဟန်ရှိ၏ကြည်မကြည်တော့လဲမျက်မနှူနိုင်မီပတ်ကြအနှစ်ခရတော်လူသားမင်းမူနေကြလေ၏နောက်ဆုံးတော့ကလေးတွေကိုခေါင်းထဲမှာထည့်ပြီးဖခင်ကိုယ်တိုင်ခေါင်းကိုတန်းရွေးပေးလိုက်လေ၏ ခဝေးမိမလောကရထားတစ်စင်းဤအောအမှုတန်ကိုကြားလိုက်ရလေသည်မူတပြိုင်နှပြိုင်ကြသဖြင့်ကတရလမ်းမသည်ဆူဆူထိုင်းမိုင်းကချော်နေ၏ပြည်လမ်းမပေါ်တွင်ကားတွေဘိန်းချော်ပြီးတိုက်မိကြသည်တကြအကျက်နေဖြစ်သဖြင့်ရေကစားသူတွေရေပတ်ခံသူတွေဖြင့်ရန်ကုန်မြို့ကြီးသည်ဆူညံလှူရှားနေလေသည်အလှပြရင်တွေနေသော၏ထလားဆိုင်ရာစူပီမန်ဒတ်တွေစောက်ကြသည်တမဝါယမဝန်ထမ်းတွေကိုလှောင်ပြောင်းသောတေယုတ်ပြအဝဲစားတွေကိုတည်ရသော အဖန်တရာတင်နေသည့်တန်ကြံများကိုတန်မြန်ရွဆုံနေကြလိမ့်၏။နေမြန်မတ်တဲ့ထဲတွင်လူကြီးများနှင့်သက်ဆိုင်ရာများကအခမ်းအသားထိုင်ကအေးဆေးဆေးကြည့်နေကြသည်။ပြည်သူအများစုကလမ်းမပေါ်မှာမတက်ရက်ခါခြေပြားထောက်ကဖြင့်လက်တဆန့်ဆန့်ခေါင်းတမောမောဖြစ်နေကြလိမ့်သည်။ရေပက်ခံကားရီများပြသည်။ဂျမောင်မီနှင့်အင်ကြီးကိုရောက်ကားရဝတ်ထားသောရေပက်ခံလူငယ်တွေဖြင့်ရန်ကုန်ကြံသည့်စီကားမြူကြွေးနေလိမ့်၏။ အင်းအကံမှလူတွေပြည့်ကြစီကနေဤရေထဲမှာမြို့သူစောကစားနေသူတွေရေကူးသူတွေဖြစ်ချုပ်ထွေးလျက်ရှိသည်ကြက်ချင်းဤတက်ခွဲနှင့်ရဲကအစင်သင်ဆောင်နေသည်အသက်ကလေးတစင်းကင်းလှဲ့နေဤညာဆိုင်ကတော့အဖို့ကောင်းကြီးလိုက်လာမိပြီရန်ကုန်တဲ့ကြံကိုတခါမှမလဲဘူးပြီယခုတော့တာထွန်းဤအကြံဖန်ရထွက်လာရသည်ဥဟန်တင်နဲ့မြင့်မြင့်ထွန်းတို့ကိုယ်တိုင်လာခေါ်သည်ဆိုတော့အမင်းကလည်းစိတ်ချစွာထဲလိုက်သည်ဥဟန်တင်ဤမိတ်ဆွေများနဲ့ မြင်မြင်ထုံဤတငယ်ချင်းတတိုင်းပါလာ၏ကားပေါ်ရောက်တော့ကိုအတွဲနှစ်ကိုစိနေသည်မျက်ဖြူဆိုင်လေးဆရာကြိုက်လေးရေရီကြမ်းကြမ်းပတ်လေးအမျိုးသားတွေကသဘောကျလေးဖြစ်နေကြ၏လိုက်လာမိမှာတော့ဗာတက်နိုင်ပြီလေတကြမ်းဆိုသည်ကလည်းအိန္ဒြေရရလည်းပတ်သူကအရှားသာတဏီကုံအားရအောင်လေပြီးတော့တာထုံးဦးကဝေဖောက်လာပြီညာဆက်ဤကိုပြန်ပို့ဖို့သူဝင်လင်းနေပြီကျန်လူတွေကလည်းသူတို့ကိုအပိအမြောက်ပြုနေကြသည်တကြံစုံတဲ့အဖြစ်လက်ခုပ်ဩပါပေးနေကြသည် ညာဆိုင်ကြီးစိတ်ညစ်လာပြီတာထွန်းဦးကိုချော့သည်မယားအမေစိတ်ပူနေမယ်မပြန်လုံးဖြစ်ဘူးမောင်လေးကလည်းတင့်စိတ်ဆိုးမှာမကောင်းပါဘူးပြန်မရစီတာထွန်းဦးကတော့ညာဆိုင်ကြီးကိုပြန်မလို့ရန်ဆုံးဖြတ်ထားသူပြီးပြီးခေါင်းမနေဤမြူသားတိုက်ကလည်းမူမူနဲ့တာထွန်းဦးဘက်မှသာအင်အားပြေးထောက်ခံနေကြသည်တစတစမိုးချုပ်လာပြီအချမင်းကလေးတွေအိမ်ပြန်ကုန်ပြီညာဆိုင်ကြီးဝေဝဲမရနိုင်တော့ နောက်ဆုံးတော့ဖြစ်လို့ရဖြစ်စေဟုနေလိုက်၏။ဥဟန်တင်ကတော့ဒီပြဿနာကိုသူတာဝန်ယူဖြေရှင်းပေးပါမည်ဟုပြောသည်။တယောက်ကြောင့်တယောက်မသိသူတွေမှမဟုတ်ပဲ။ပြီးတော့ချစ်သူတွေဖြစ်နေကြပြီပဲ။ညာဆိုင်ကြီးစိတ်ကိုဖြေချလိုက်၏။တကယ်တော့အခြားပြဿနာဟူသည်ကလည်းထွေထွေထူးထူးတော့မရှိ။တာထုံးဦးကိုလည်းအင်ကားသေးပြီသား။တခုပဲရှိသည်။ညာဆိုင်ကြီးယောက်ျားယူရမှအကြောင်းနေသည်။ရှိမရင်ဆိုင်ရမည့်စာဝတ်နေရေးပြဿနာများ သို့တော့ဓာရီတွင်းနေလို့လည်းဖြစ်တာမှမဟုတ်ပဲလာမယ်ဘေးကိုပြေးတွေ့လိုက်ရုံသာရှိတော့သည်တထုံးနဲ့မြတ်ဆန်းကြီးကားပေါ်မှာဆင်းနေကြ၏သူ့ဘက်ကပိုင်ပြီဆိုတော့တထုံးဦးကမြတ်ဆန်းကြီးကိုစသည်တကြမ်းမလည်းလုံရင်ညားသွားတဲ့စုံတွေရှိတယ်မကြဘူးလားကောင်မလေးတယောက်ရှက်ပါတယ်အိမ်မပြန်ရတော့ဘူးအမေဒီကမတိလို့လိုက်လာမိတာခုတယောက်ထဲပြန်သွားမယ်ဘာမှတ်လဲဒီလိုပုံနဲ့ပြန်သားကြည့်ပါလားလူတွေလိုက်ဆွဲမှာပေါ့ ကြည့်ဒါသူမြောက်တတဆော်ကားတာတော်ပြီဖြစ်ချင်အဖြစ်ပြန်တော့မယ်ဟေးဟေးမသွားနဲ့သူမြောက်တွေကြည့်နေရဲ့တမျိုးထင်နေကြလိမ့်မယ်ဘေးမှာဖြတ်သွားသောကားတစ်စီးပေါ်မှလူများကရေကနေညာတန်ပေး၍អော်သွားကြသည်ညာဆိုင်ရေရှက်၍ခေါင်းလုံးထားရ၏ကဲအိမ်ပြန်ကြစို့အိမ်မှာဘူးမှမရှိဘူးအမားတို့လည်းခီးထွက်သွားတယ်သူ့ဘက်ကတော့အပိုင်မဲဆိုပါတော့ရှိကစားသူတွေတင်ကုန်ကြပြီ ။ဒကြညာတီတေးတန်ဆောင်လို့ဖြစ်လှပမျိုးကြွားလိုက်။မျိုးတော်ဝင်မန်းတဲ့ရှိမှာအကပရိသာကိုလာကြည့်သူတွေဖြစ်ပြည့်ကျက်စီကားရနေလေသည်။အပရိသာကတော့ခံလုံးပြည့်ပင်။အိဒက်ပြည့်လွမ်းချုံထားသောမင်္ဂလာခမ်းမတွေမှာပိုဖဲဂရီပါတို့ဖြစ်တောက်ပါွှင်လဲ၍နေ၏။ခေပေါ်တေဂီတာတန်တို့ဖြစ်မြူးကြွားစွာပြန်လွင်နေ၏။ဂီတာတန်များခေတ္တရန်နာချိန်မှာမင်္ဂလာဆင်းမြေမတို့ခန်းကြားထဲဝါသော လူကြီးတို့ဦးလာရက်ခါ မင်္ဂလာခန္ဓာကိုဖွင့်လက်ဤညမကြမီမင်္ဂလာတရူသားတရူသမီးတီအချမ်းရဆွေမျိုးမိဘများလိုက်ပါလျက်ကောသောပုံမှရွရွလေးလှမ်းကြွာလာကြလေးတီဧည့်သည်များသည်တရူသားနှင့်တရူသမီးကိုကြည့်ကချီးမွမ်းတရားပြုလျက်တီးတို့အတင်းပြောနေကြလေးဤမင်္ဂလီဘကကြီးကြီးတက်ချမ်းသာတော့လေလုံနိုင်တာပေါ့တရူသားကတော့ဖဲပါဘာမှမရှိပါဘူးတတိသမီးမှန်တီတော့အပိုင်ကြံတာပေါ့လေခုခေတ်ယောက်ျားတွေကလည်းပြည့်စုံမှတ်တာမဟုတ်လား သူတို့၏နှုတ်ပြတွင်မေတ္တာတရား၏အခမ်းကဏ္ဍသည်စိတ်သုံးပျောက်ကွယ်သွားလေသည်။တငယ်မလည်းမိုက်လိုက်တာ။ထထောက်ချမ်းသာရတဲ့ခွေရလိုက်ပြတာတော့မိဘတွေကုန်းမပြအောင်မနှဲပြန်ခေါ်ပြီးတင်းတင်းတယ်တယ်လှုပ်ပြရတာတဲ့။သူတို့အစ်စ်နဲ့ထိထက်တာရရနိုင်ရဲ့နဲ့။သူတို့သားနဲ့သူတို့သမီးကမင်္ဂလာဆင်မြင်ထမားနေရယူလိမ့်ဤ။ခေါင်းပေါင်းစားတလူလူနဲ့လူကြီးတို့ကမင်္ဂလာဩဘာစာကိုဖတ်ကြားလိုက်ပြီး အပရိသတ်တို့သည်ခြေလျာသောမင်္ဂလာဩဘာသာကြီးကိုစိတ်မချစွာနားတော်သားဆင်းနေလေ၏သူတို့သမီးသူတို့သားဝတ်ထားတာစိတ်နှွေကြီးပဲနော်တော်တော်ကိုများတာပဲအာလုံးစိတ်တွေကြီးပဲလားမသိအမလီအစ်စ်တွေဆိုလည်းအထင်မကြီးပါနဲ့ရန်ကုန်မှာမင်္ဂလာတဝဲစာစိတ်ငှားဝတ်လို့ရတယ်ရှင်ငှားကပေးရုံပဲတချို့မင်းသမီးတွေမင်္ဂလာဆောင်ရင်ဒီလိုပဲငှားဝတ်ကြတာဘယ်တလောက်များတဲ့စိတ်တွေရှိနိုင်မှာမလဲအိုးဟုတ်လားစိတ်စစ်တွေကိုငှားရလို့ရှိသလား ရှိတာပေါ့ပိုင်ရှင်ကိုယ်တိုင်လာဆောင်နေရလေအိုးအိုးအထက်တန်းလာတော့ဤပကဒနာလောကကဝင်ဆက်ဘူးသူမှပင်တည်နိုင်တော့မည်နောက်ဆုံးတော့လာသည်များလူတွေသည် အတင်းဖြင့်ပြောကကျွေးသည်များကိုတဝါတစ်ပြဲစာပိုသည်များကိုအိတ်ထက်ထက်ပြီးကတုတ်ကရက်ပြန်သွားကြသည်သာ ဖြစ်လေ၏နှစ်နိုင်များကြသောအချိန်လေးကိုငွေတွေတောင်းနှစ်ချီ၍သုံးပြလိုက်သည်မှာမတက်နိုင်သူတွေအဖို့တော့နှမျောเสียရသို့သောထို့သို့သောအပြုတ်မှုယူဆတွေအတွက် ထိုးသွသောလူတွေအဆင်သင့်ချင်နေကြသည်မို့သူ့နေရာနဲ့သူအံဝင်ခွင့်ကြရှိသည်သာခင်ဆွေဝင်းကတော့မင်္ဂလာသရိုးသမီးလေးအဖြစ်အလှကြီးလာနေလေသည် သူ့အမေနဲ့အမားကမိတို့ပင်သဘောမတူသည်ဖြစ်စေတမီးဖြစ်သူအတွက်အထူးသဖြင့်သူတို့အတွက်ဂုဏ်ဆက်သောအဖြစ်မင်္ဂလာခန္ဓာကို စိတ်တိုင်းကြစီမံပေးလေသည်သရိုးသမီးဘက်ကဆင်ရောင်တွေရှူရောင်တွေတဖြည်းဖြည်းလက်နေသည်များသရိုးသားဘက်ကတော့ငြိမ်သက်သိမ့်နေကြရလေ၏သရိုးသားကိုမျိုးအောင်မှာ အလိုမြင်စိတ်ချင်းချက်ဆင်းရဲနေဟန်ဖြစ်ခေါင်းပေါင်းစားနှင့်ကြိုးကြီးချိန်ကြမှာမလူသာမလွန်းသာဖြစ်နေရလေသည်မိတင်ကဟာများကိုဖောဖောတီတီဖိတ်ကြားထားသည်ဖြစ်၍ရုံမမိတ်ဆွေများလည်းဆုံဆုံဆေးဆေးရောက်လာကြရသည်ဥရွှေအောင်ကတော့ငပလီကိုအနားယူရန်ထွက်သားသည်ဖြစ် ကြွားရောက်မလာနိုင်ခဲ့ဒုံမကျော်တယောက်လည်းဆရာဝန်တယောက်နှင့်လက်ထက်ကတော်ကိုလိုက်သွားသလိုလိုကြားရသည်အံ့ဩစရာပဲမိတင်ကတော့အပူရုပ်ကိုဟန်လုံးဖုံကရောက်လာ၏ ခင်ပါပါတော့ဘသူတွေပါပြောပြောမမှုသည့်အတွင်ဖြစ်အေးဆေးဆေးတည်ငြိမ်စွာရှိနေလေသည်သူအတွက်တော့လောကဒဏ်သည်လကားစိတ်ထားမမှန်သောအထက်တန်းလှတို့ဤဂုံပကသနာသည်လကားအထင်ကြီးစရာမရှိပြီခင်ပါပါသည်အလှဆုံးအရင်ဆုံးဝက်ခါသူဟန်ပါအတိုင်းခက်ထက်လေးလေးထိုင်နေလေသည်မငွေရင်သည်အတွင်းရန်သူနှစ်ဦးဖြစ်သောမအေးတင်းနှင့်ခင်ပါပါကြားမှာခက်ကုတ်ကုတ်ကလေးထိုင်နေ၏ယခုတော့သူတို့အားလုံးနှုတ်ဆက်နေကြလေသည် ကိုတောင်အောင်တို့ကိုပါဆွေတို့ဦးချက်မောင်တို့လူတိုက်သည်ဆုံဆုံညီညီရောက်ရှိနေ၏ဦးချက်မောင်မိမနားရောက်ကြနောက်လိုက်သွားသည်ဟုသတင်းကြားရသည်တကယ်လားနောက်နေကြသည်လားမသိဦးဟန်တင်းနေမြင့်မြင့်ထွန်းကရုံးငန်းထဲမှာအကြီးဆုံးအရာရှိအဖြစ်လာရောက်ချီးမြှင့်ရလေသည်သူတို့နှစ်ယောက်နောက်မှာတာထွန်းဦးနဲ့မြဆိုင်တို့အတွေ့ကခက်ကုတ်ကုတ်လေးပါလာ၏ဒီကောင်လေးနဲ့ဒီကောင်မလေးတကြံတွဲမှာညားသွားကြသည်ဆိုပဲဦးဟန်တင်းကမကြည့်ငင်နဲ့အောင်တော်တော်လုပ်ပြီးတည်တယ် ရင်ချွေကတော့အဝတ်အစားဝတ်ဆရာမရှိဆိုပြီးမင်္ဂလာဆောင်ကိုလိုက်မလာပြီသူတို့အားလုံးရုံးမှကားကြီးတစ်စင်းဖြစ်ရောက်လာကြခြင်းဖြစ်သည်မောင်ရတော့အားလုံးနဲ့ဝင်မျောပဲတောင်တောင်မှခက်ကုတ်ကုတ်လေးထိုင်နေသည်သူကလူကားသာဘာမှမဟုတ်ပြီမြည်အတွေ့သမားကြီးကြီးကျယ်ကျယ်တွေးတတ်ပြောတတ်သည်သူဆရာလိုခက်ကြောင်ကြောင်ဖြစ်သွားမှတောင်ဆိုရသည်ယခုလေသူဆရာနောက်လိုက်မသွားရသဖြင့်စိတ်မချမ်းမသာဖြစ်နေ၏ဆရာတပည့်နှစ်ယောက်တော်ထွက်ကြတော့မည်ထင်ပါ၏ မင်္ဂလာဩဘာစာဖတ်၍ပြီးသွားပြီစာမန်ပေါက်ပေါက်များကျဲလိဤထို့နောက်များမကြာမီစပွဲတို့မင်္ဂလေးများကလက်ဖက်ဤအိုများလာချပေးလိသည်ယခုမှပင်ပရိသတ်အားလုံးသည်ထထန်တက်ကြွတာဖြစ်အစားအသောက်များကိုဇွန်တန်ပကန်တန်တချွင်ချွင်မြည်အောင်အာဘာတရားစားတော့ကြလိသည်လက်ထက်တယ်ဆိုတာများဘာကြလိုက်လို့ကြည်စမ်း15မိနစ်အတွင်းဒုနှစ်ယောက်လင်းများဖြစ်သွားပြီတထုံးဦးနှင့်မြဆန်းဤတို့နေရာမြို့နယ်တရားရုံးအတွင်မှထွက်လာကြသည် ယခုမနက်သူတို့တရားရုံးမှာလက်ထပ်လိုက်ကြပြီ။တထုံးတငယ်ချင်းအောင်လှိုင်ဝင်းနဲ့မရင်ရွှေတို့ကအတိတ်တည်းအဖြစ်လိုက်ကြသည်။တငယ်ချင်းတွေပြန်သွားတော့သူတို့နှစ်ယောက်ထဲရောင်းချာချာကျန်ရဲ့လေ၏။ဘယ်နဲ့လဲနင်းပြောရလားယင်။တထုံးဦးကမေး၏။ပြောရင်ပြောဦးဆိုရအောင်ဘာများထုလို့လဲဟဲ။ငါဖြစ်အမေရိုက်ထားတဲ့နေရာနားတောင်နာသေးတယ်။သူတို့မနေ့ကများဆိုင်အင်ကိုပြန်သွားကြသည်။အမေကတော့ဥဟန်တင်းတို့နားဖောက်ပြီး၍အကြောင်းဆုံးသိပြီးပြီ။ ယောက်ျားယူတာမယူရဘူးလို့မပြောပါဘူး။တကြံထွက်လည်မယ်ဆိုပြီးလိုက်သွားတာပြန်မလာတာတော့လွန်းလွန်းနေ။ဟိုသူ့အမေကဆိုသေး။ညာဆိုင်ကြီးအိမ်မော်ရောက်သွားတော့အမေကငါသမီးတော့ပါတယ်ဆိုရောင်းမှမျက်စိထွက်တဲ့ကောင်မှဆိုပြီးတပြက်စီယိုနဲ့ထားရိုက်သဖြင့်ညာဆိုင်ကြီးကြောအောင်သွားလေ၏။တတ်ထုံးအမကတော့နင်ကျွေးနိုင်ရင်နင်ယူတော်ကြမှမကြီးနေဟူတာဆိုသည်။ယခုတော့တတ်ထုံးနောက်ပြောင်းတယ်လို့ပဲ။ ူတို့တကယ်လင်မယားဖြစ်သွားကြလိမ့်ပြီ။နင်တော်တော်နာသွားလာရင်တနာပါရဲ့။နင်ကလည်းဆိုးတာကိုရိုက်ချင်စရာပဲ။တာထုံးကအနောင်နေသေးသည်။တော်ပါ၊နင်ကြောင့်။အဲ့ဒါရင်းမကြည့်ပါဘူး။ငါတို့ရုံးကခွင့်ယူထားတော့အားရအောင်လဲထားမှာ။တော်ကြရုံးပြတ်တန်းရုံးနဲ့အိမ်ကျင်လဲပြီးဘဲမသွားနိုင်မှာမဟုတ်တော့ဘူး။ဦးဟန်နေကြအောင်ပြေပြေနေတတ်တာခုတော့ဒုက္ခရောက်နေပြီ။နေပဲသွားချင်လဲသွားလေ။နောက်နေ့တွေဆိုရင်ငါအမေကိုဈေးအောင်ပြအောင်မယ်။အမေကကောင်းကောင်းနေကောင်းတာမဟုတ်သေးဘူး။ ။ဤဟဲ။ပန်းချံမာထိုင်နေလဲဖမ်းပြီးထပ်ပေးစားတယ်လို့ညာနေုံပဲ။ဘူဇုပန်းချံနဲ့သွားရင်ကောတို့ကို အတွေ့ထင်ပြီးလိုက်ချောင်းနေမှာနော်။ရုပ်ရှင်ကြည့်ကြမလား။ကြည့်ချင်မအောင်ဟာငါလူတွေများတဲ့နေရာတိတ်မသွားချင်ဘူး။တိတ်အိုက်တာပဲ။တနေရာကတော့သွားမှဖြစ်မယ်။သူများလုံငပလီတွေပါတယ်သွားနိုင်တာမဟုတ်ဘူး။အေးငါအကြံရပြီ။ဈေးလေးတက်တောင်တန့်လင့်သွားရ။ဤကောင်းနေ။တို့ဖြစ်တာထုံးဦးနဲ့များဆိုင်ရည်တီး တီရာတင်မောကြီးစီကဟန်နီမွန်ထွက်ခဲ့ကြလေ၏ညဉ့်ညတော်မြင့်ရည်တီတင်မောဥပိုင်းနှင့်ထွေထွေက ပြိုကွဲလိန်ဆင်းသွားလေသည် စင်ော်လေးများလိုက်လာကြသည်ငှက်ကလေးများသည်ပင် လူတွေနှင့်နှီးဆက်၍အစာကိုပရိယေဖြစ်ဆာဆာတက်လေ၏အစာကိုကျွမ်းကျင်စွာဖမ်းယူစားတော့ရင်ကန်းချိန်နှင့်ဝေးတရက်ဝေးလာလေသည်အရင်တော့ကရငုံမျိုးဆိုတာတိတိလေးရဲ့ဆုလေးဖျားနာမှာရည်ရွယ်ဝိုင်းနေလို့တရားနဲ့ကူရတယ်တဲ့ရှိတော်ဘုံဖျားဖို့လေကြားတက်ဖူးတယ်တဲ့ ပြီးတော့အရင်ကတန်လင်းမှသာစိတ်တန်းရှိတာရန်ကုန်မှာမရှိဘူး။နောက်တန်လင်းကတောင်းထွန်းပြီးကက်လို့မကောင်းတော့ရန်ကုန်စိတ်ကန်းဖြစ်ပြီးစီးကားလာတာ။မြတ်ဆန်းကြီးကပြောပြနေသည်။အမေ၊နင်ကကြီးကြီးကျယ်ကျယ်ဓာရီနေမိလိုက်လို့လား။လူအများထင်သိနေလိုက်တာကြားဥတာပေါ့။ခုတော့ရန်ကုန်ဆိုရင်ကျင့်ကြံရှုပ်ထွေးလုံးတော့လူတွေကညင်ငွေနေကြပြီ။ဒါပေမဲ့ရန်ကုန်သူရန်ကုန်သားဆိုတာရန်ကုန်မှာပဲလှုပ်ထားတတ်တယ်။ရန်ကုန်မှာပဲကျင်လည်တတ်တယ်။ အမေဒါပေမဲ့အံ့ဩဖို့ကောင်းနေစရာဒုံမကျော်ကနေကိုပြောင်းမလို့တဲ့တဖြည်းဖြည်းတော့ဒီလိုပဲဖြစ်လာရမှာပဲငါမနဲ့ရောက်ခါလဲနေကိုပြောင်းတော့မယ်အဲ့ဒီတော့မှငါတို့အိမ်ငှားရမယ်နေတာဂိတမှမနေနိုင်လို့လားနေနိုင်မှာတဲ့ဟာနေနိုင်လို့ခုနေနေပြီပဲမြဆန်းကြီးကတာထုံးဦးကိုကျေးဇူးတင်သောမျက်လုံးများဖြင့်စိုက်ကြည့်နေလေသည်နေအောင်ကြည့်သည့်မြဆန်းကြီးမျက်နှာပေါ်သို့တဝက်တစ်ပြက်ကြာရောက်နေ၏တင်မောသည်မျက်စုံသို့နေလာ၏ တာဂီတာမျိုးကိုလှမ်းမြင်နေရသည်ဇင်ယောလေးများဝိုင်းလာကြပြန်သည်တင်မောဘော်တွင် ရေခဲရေရောင်းသူတွေဇင်ယောကျွေးဖို့စားလေးခွေရောင်းသူ တခါထိုင်တင်မျိုးဖြာငါသူတို့ဖြစ်စီကား၍နေ၏တန်လင်းမရန်ကုန်သို့နေစဉ်ရုံတက်ရုံဆိုင်သူတွေများပြားလာသည်နတ်လင်းလျင်မျိုးပြန်အရေးရမလူတွေသည်ရန်ကုန်မြို့တွင်သို့စုပြုံဝင်ရောက်လာကြလေသည်ညနေဆောင်သောအခါအသည်သည်ပြန်ရှဲသွားကြလေ၏တင်မောဒဇင်သည် ရန်ကုန်ဘက်သို့ဦးတည်ခုံမောင်းလာသည်ဇင်ဟိုလေးမြသည် သူတို့ဘက်မှဖဲခွာကတစ်ဖက်တင်မောကြီးကူပြောင်းလိုက်ပါသွားကြလေသည်ရန်ကုန်မြို့ဘက်သို့လှမ်းမြော်ကြည့်လိုက်သောအခါရွှေတကုံစီဒီကိုပြပြဝေးဝေးဖူမြင်ရလေသည်မမို့အင်းလျာဆရာမမမို့အင်းလျာရဲ့ရွှေတကုံကိုမြင်လျင်ဆိုတဲ့စာအုပ်ကလေးကတော့ပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်အစမှအဆုံးထိနားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင် 加马比跟加瓦西。